အားလုံးပဲမင်္ဂလာများဖဘောအဲဒီ channel ကနေပြန်လည်ပြောင်းချုံလိုက်ပါတယ်ကျွန်တော်ဒီဒီဘာပူးအတင်းနဲ့မချက်တိုင်း United တို့ရဲ့အတင်းရဲ့ဒီဝယ်ရင်ပြွားတဲ့အခါမှာဒီပြိုင်အာရစ်တော့ပြောကြခဲ့တဲ့စကားတချို့ရဲ့နောက်ပြီးတော့ဒီဘာကျေဘာနဲ့ပြောခဲ့တဲ့စကားတချို့ရဲ့နောက်ပြီးတော့ဒီကျွန်တော်တို့အကွင်းထဲမှာတိုင်ရနိုင်ငံရသွားတဲ့ဒီကျွန်တော်ဂရာဘီရဲ့အခြေအနေလေးပေါ့လေဒါဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကိုရင်းနဲ့သူသိနေပါတယ်ဗျာကျွန်တော်တို့ ကဒီဘဝအသင်းရလဲတကယ်ကျော်တို့ဒီတခြားအသင်းဒီစကိုသင်းရှိတယ်ပေါ့လေစကိုသင်းထဲမှာပါ18သင်းတခြား18သင်းဆိုရှောင်းတော့မှလောင်းဘဝဖြစ်မှာမဟုတ်ချီလီဆိုတော့ကိုကဒီ United ကိုမှသွားရှောင်းတာကျွန်တော်တို့ဟိုဝင်လင်းပြောရလို့ရှိရင်ကျွန်တော်ဒီအလုပ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်နဲ့ခင်တဲ့တငယ်ချင်းတွေရှိတယ်ပေါ့လေတခြားခင်တဲ့တငယ်ချင်းတွေကျွန်တော်မက်ဆေ့ချာတော့မဖွင့်ရဘူးလီဒါတိုက်ရလီလီတိုက်လီတိုက်ရကြီးလုံးလို့မက်ဆေ့ချာတော့မဖွင့်ရဘူး နောက်ပြီးတော့ကျွန်တော်ဒီအကောင့်မှာဆိုလို့ရှိရင်လည်းဒီပို့တွေတွဲပြီးတော့တင်တယ်ပေါ့လေကျွန်တော်ဒီရှုံးလျာရှားလို့ပြရတယ်ကျွန်တော် United ကိုမှဒီ site ကိုမှသွားပြီးတော့ရှုံးရတယ်ဒါတော့တို့အလှည့်ဆိုတော့တို့နေတိုက်တာပေါ့ဗျာကျွန်တော်အလှည့်ကြလို့ရှိရင်တော့ကျွန်တော်တို့ဂျက်ပို့ပြီးတော့တို့ခံစားရမှာပေါ့ဒါတော့ထားလိုက်ပါဒါကျွန်တော်တို့ဒီသတင်းနဲ့သတင်းဒါအနိုင်ရှုံးဆိုတာရှိတယ်ဘယ်မှာပဲဖြစ်ဒါပေမဲ့ကျွန်တော်လီဗာပူးတင်းနေတဲ့ United ကိုမှရှုံးရတယ်ကျွန်တော်တို့တကယ်ရှင်းရှင်းနေမှာတကယ်မကောင်းပေါ့လေမကောင်းဆိုတာခံပြင်းတာပေါ့အဲ့တော့ထားလိုက်ပါဒီယာတွေကတော့ကျွန်တော်တို့ဒါတို့ဒါနဲ့ပျော်ပါလေဆိုပြီးတော့ဒါတော့ဖားလေးငါးလေးပျော်ပါသေးမိုးမိုးရွာပြီးခဲ့အနေထားပေါ့တော့ဒီလီဗာပူးအသင်းရဲ့ပွဲပြီးွားတော့ဒီ United လီဗာပူးအသင်းတို့ရဲ့ပွဲပြီးွားတော့ဒီပြိုက်အာနီဆိုတော့ဗာပြောလဲဆိုတော့ကျွန်တော်တို့ဒီသူ့အနေနဲ့ဒီ ွဲပေါ့လေကျွန်တော်တို့ဒီအခွင့်အရေးတွေအများကြီးဒါတော့ဒီဘဘူးတင်းနေနဲ့ရခဲ့တယ်ဒါပေမဲ့အဲ့ဒီခွင့်အရေးတွေရနေပြီးတော့ဒါဘိုးတကူပဲတွဲနိုင်ခဲ့တယ်ပေါ့လေဒါအသုံးမချနိုင်ခဲ့ဘူးပေါ့ဗျဒီပြောချင်တာနောက်ပြီးတော့ကျွန်တော်တို့ဒီမာကာလဲသွားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဘဘူးတင်းရတာဟန်ဆောင်ပြီးတော့လဲချတာမရှိဘူးပေါ့လေဒါကျွန်တော်တို့ဒီဘဘူးတင်းနေနဲ့ဒီမာကာနေနဲ့သူ့နေနဲ့တကယ်ကိုဖြစ်သွားတဲ့အတွက်ဒါကျွန်တော်တို့ဝဲခဏရဆိုင်ခဲ့ရဘူး နောက်ပြီးတော့ကျွန်တော်တို့ဒါလီဗာပူးအသင်းအနေနဲ့ကတောက်ကံဘောတွေရပြီးတော့ကျွန်တော်တို့ဟိုဘိုးမသွင်းနိုင်ခဲ့ပေါ့လေတခြားအသင်းကဒါတောက်ကံဘော၄ချိန်ပဲရပြီးတော့ဘိုးဒါသွင်းနိုင်ခဲ့တယ်ဆိုပြီးတော့လေဒီဟာနဲ့ပတ်သက်ပြီးတော့လေသူပြောသွားတယ်ပြီးတော့ဒီချက်စီဆိုလို့ရှိရင်လည်းဒါပရိသီလိုနဲ့နိုင်သွားတယ်ပေါ့အဲ့ဒီပွဲမှာဆိုလို့ရှိရင်ချက်စီကတောက်ကံဘောကဒါစပ်ပြီးရပဲရတာဆိုပြီးတော့ပြောသွားခဲ့တယ်ပေါ့လေနောက်ပြီးတော့ဒီဘူဇာလာနဲ့ပတ်သက်ပြီးတော့ဒီတရင်တောက်တရမေးတဲ့ခါမှာလေသူကတော့ဘူဇာလာကိုသူက ီပွဲရှုံးတာဒီဘူဆာလာနဲ့တော့မဆိုင်ဘူးပြီးပြောချင်တဲ့ဒိတ်ပဲရဗျာဒီပွဲဒီပွဲကကျော်တို့ဗျာဘူးအသင်းမှာလူသစ်တွေနဲ့ဒီဘူပေါင်းနေနေပေါ့လေအသားမကျသေးတာနဲ့ပြီးတော့ဒီဘူဆာလာနဲ့ပတ်သက်ပြီးတော့သူအရင်တော့ကိုသူပြောတာပြီးခဲ့တဲ့ပွဲစဉ်ဒီမှာလည်းသူပြောထားပြီးပေါ့လေဒီဘူဆာလာနဲ့ပတ်သက်ပြီးတော့ဒါသူကပုံမှန်ပဲပေါ့ဘူဆာလာနဲ့ပတ်သက်ပြီးတော့ဘူဆာလာကပုံမှန်ပဲပေါ့အခုချိန်ဒီသူပုံမှန်တော့မရှိသေးဘူးဘူဆာလာကျွန်တော် ီလီဗာပူးတင်းမှာဆိုတာမိုဆာလာကကျွန်တော်အရင်ကြိုက်တဲ့ပလေယာတွေမှာပါပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီဗာပူးအတင်းကိုချက်တာဒီကားသမားတွေကကျွန်တော်တို့အတင်းမှာဒီရှိတဲ့ကားသမားတွေကျွန်တော်မချေဘုံချက်ဒါပေမဲ့ကျွန်တော်အတင်းထိခိုက်လောက်တဲ့ဒီဖွမ်းဖောင်းကြီးကြနေတော့ကျွန်တော်လဲရမှာပဲလဲတင်းလဲထိုင်တော့လဲရမှာပဲကျွန်တော်တို့အခုသူဒါတော့ပြည်သက်တွေရောဒီတချို့အင်္ဂလန်နာမည်ကြီးဘောလုံးဒါပဲနစ်တွေရောဝေဖန်တဲ့အခါမှာကျွန်တော်တို့ ရောရန်ဘက်ကိုခြေသွမ်းမကောင်းဆိုတော့ line နဲ့အောက်ခဲ့ရတာပြီးတော့ဒီအရင်တော့ကျွန်တော်သုံးနေကြတိုင်းလေဒီ sub board line နဲ့ gravity နဲ့နောက်ပြီးတော့ဒါ marker နဲ့သုံးယောက်တွဲပြီးတော့သုံးကျွန်တော်အဲ့လိုမျိုးပဲ mozzarella ကိုဘာဖြစ်လို့သူ့အနေနဲ့ဒါ line နဲ့မအောက်ရေးတာလဲဆိုစဉ်းစားလို့မရဘူးပေါ့ mozzarella ခြေသွမ်းကြနေဆိုတော့ကျွန်တော်တို့လိုတာမန်မျိုးတော့ပြင်သူ့လိုမျိုးဒီပြတယောက်အနေနဲ့ဒါပုံပြီးတော့တိမာပဲဒီလိုမျိုးအနေထားမှာသူပြေပြီးတော့သုံးနေတာတော့ကျွန်တော်အနေနဲ့တော်တော်ကြီးကို တာဘူးလို့လဲဆိုတော့နားမလည်နိုင်ဘူးပေါ့အဲ့တော့ဒီကတော့ဒီကိုယ်ကပိုပို့ပြီးတော့ဒါပြောရတဲ့ပုံစံမျိုးပေါ့လေဒါခွင့်ရေးတွေအများကြီးရပြီးတော့ဘိုးပဲရတယ်ပေါ့ဒီပြောချင်တဲ့အသေးပဲနောက်ပြီးတော့ကျွန်တော်တို့ဒါဒီကဘူးအတင်းအနေနဲ့ဒါသူဒီကဘူးအတင်းမှာဒီမန်နေဂျာလောက်တာသူ့အနေနဲ့ဒါစိန်ခေါ်မှုတွေအများကြီးရှိတယ်ပေါ့အဲ့တော့ဒီဟာကတော့မလွဲမသွေကြုံမှာသူ့အနေနဲ့အတင်းကိုဒီလက်ရှိနေရာမှာထပ်ပြီးတော့အများကြီးပို့ပြီးတော့ ရောက်ချင်တယ်အဲ့အတွက်လည်းသူစူးစမ်းသူစူးစမ်းမှာပေါ့လေနောက်ပြီးတော့ကျွန်တော်တို့ဒီဒီပါဘူးအသင်းနဲ့ပတ်သက်ပြီးတော့သူပြောရတဲ့စကားတွေထဲမှာဆိုလို့ရှိရင်တချို့ကျွန်တော်တို့ဒီစင်ပြေပေးတဲ့ဟာတွေကျွန်တော်တို့တွေ့ရပါတယ်ဒါသူကတော့ပြောရအများကြီးပဲသူကပြောရအများကြီးတဲ့မှာမှာကျွန်တော်တော့ဒီပြောခဲ့တဲ့တချို့ကလေးပဲကျွန်တော်ပြန်ပြီးတော့အာ share လုပ်ပြီးတဲ့အနေထားပဲရှိတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဒီ budget ပိုင်းကလည်းဘယ်လိုပြောရလဲဆိုတော့အခုရှုံးခဲ့တဲ့ပွဲနဲ့ပတ်သက်ပြီးတော့ တော်တို့လီဗာပူးအသင်းမှာလိုအပ်ချက်တွေအများကြီးရှိတယ်ဗောလေပြီးတော့သူတို့နေလီဗာပူးအသင်းနေတာပြန်လာကျင်တယ်ဗောသူနေနေတာနိုင်ပွဲတွေပြန်ပြန်ရကျင်တယ်ဒါပေမဲ့ကျွန်တော်တို့အသင်းမှာဒီကစားသမားတွေကအခုလိုရှုံးပွဲတွေဆက်လာတဲ့အခါမှာအနေနဲ့များစိတ်သက်ပိုင်းဆိုင်ရာကြံ့စည်မှုတွေဒါရှိလာနိုင်တယ်ဗောလေဒါကြောင့်မို့လို့ဒီကျွန်တော်ကစားသမားအစ်စ်ပြီးတော့ကစားသမားဟောင်းနေရောကျွန်တော်ဒီဒီချက်ပကပို့ပြီးတော့ကြိုးစားဖို့လိုအပ်တယ်လို့နောက်ပြီးတော့ဒီ ခုလိုရှုံးသွားတဲ့ပွဲတွေပေါ်မှာတင်ကန်းသာယူပြီးတော့ပွဲတွေမှာပြီးတော့အကောင်းဆုံးဖြစ်အောင်စူးစမ်းရမယ်ဆိုတော့လည်းပြောပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒါဒီဘောက်ကူးတင်မှဆိုလို့ရှိရင်တော့ဒီဘောက်ကူးတင်ရဲ့ဒီခံစစ်ကအခုဆိုလို့ရှိရင်ဒါကြည့်လိုက်ပွဲတိုင်းဒါဘိုးမပြရတဲ့ပွဲဆိုတာကိုရှိတယ်ကျွန်တော်တို့ဘိုးမပြရတဲ့ပွဲဆိုတော့ဒါအစင်နေတဲ့ပန်လေးကိုနှစ်ပွဲအဲ့ဒီနှစ်ပွဲရဲ့ရှိတယ်ဘိုးမပြရချန်နယ်ပွဲတွေဆိုပွဲတိုင်းဘိုးပြရဒီဘောက်ကူးရဲ့ ခံဖြစ်တာကျွန်တော်ဒီလိုပုံစံမျိုးလားဆိုတာဒီကုန်းထောက်ရမယ့်ပုံပေါ့ဒီဘာဘူးတင်းဆိုတာကျွန်တော်တို့ဒါဒီဘာဘူးလို့အမိအထားမျိုးနဲ့ရဒီလိုမျိုးဟိုဘိုးတွေကိုကျွန်တော်တို့ဒါလွယ်လင်းမှုပေးနေရတာတော့သိပြီးတော့ပုံစံမကြောက်ဘူးလေအဲ့တော့ဒီတိုက်စစ်ကလည်းဘိုးမမေရမတွင်းနိုင်ကျွန်တော်တို့ဘိုးသူများကိုပေးလိုက်ရတယ်ဘိုးတော်ဘိုးပြန်ပေးဖို့တော့တော်တော်ရုပ်ခက်ခက်ကြဲကြဲစူးစမ်းနေရတယ် နောက်ပြီးတော့ဒါသမားတွေကလည်းတယောက်နဲ့တယောက်တာကျွန်တော်တို့ဟိုချိန်ဆက်တွေမမီခင်ပြားပြောက်ဗာတိကျလို့ပြည့်ချင်ပါဘူးအဲ့ဒီကွင်းလဲမှာဆိုလို့ရှိရင်ဒီကယ်ယူနိုက်တက်နဲ့ပေါ်မှာကွင်းလဲမှာတော့ပြေးနေတယ်ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်ကျွန်တော်တို့ဒါပစ်ချက်တွေတစ်ဖက်ရဲ့ဒီကျွန်တော်တို့ဖိုင်နယ်သက်ဆုံးကိုမကြော်နိုင်တစ်ဖက်ရဲ့ဒီ defensive line ကိုမကြော်နိုင်ခင်းနဲ့အနားမှာနေတိုင်ပတ်နေပြီးတော့ကျွန်တော်တို့ဟိုတောင်ပန်တွေက ဆက်ပြီးတော့ဒါတောင်မန်နီရနေတော့ဆုံးထုတ်လိုက်မှာဒါပေမဲ့ကိုလီကပိုကတော့ကျွန်တော်ဒီ United နဲ့ပွဲမှာတော်တော်ကြီးလုံးချပါတယ်သူအနေနဲ့ကကံပကောင်းတန်ကြီးတာတပြိုင်တည်းမူဆာလာဘတ်ချန်တော်တော်ကြီးတည်နေရတယ်မူဆာလာဘတ်ချန်မူဆာလာဘတ်ချန်ဘာမို့ impact မထွက်ဘာဘာမို့တော့လုံးလုံးပြအောင်အဲ့ဒါကိုလည်းပြောပြမလဲကျွန်တော်တို့နောက်ပြီးတော့အခု၄ကောတောက်ပြာပတိကိုချီတာဂိုင်းမက်တော်အလားကြည့်နေမှာလားပေါ့ပတိကိုချီတာနေနဲ့သူအခုသူ့ရဲ့ခြေသွမ်းပြန်ပြီးတော့ တိုးတက်လာတဲ့အနေအထားမှာပေါ့လေကျွန်တော်တို့ကတော့ပရိတ်သတ်တယောက်အနေနဲ့ပြည့်စုံကြတာတော့ဒီကအန်ဒီဖလော့နေတဲ့ဒီတော့ချီတော့နေရာကိုပြေးသိတယ်လို့ထင်တယ်သူ့ကိုတော့သူ့ကျိုးသားပိုင်မှာပြေးသိတယ်သူ့ကိုတော့ကျိုးသားပိုင်မှာပြေးတော့မှသူ့သုံးမကြလို့နိုင်ရန်အောက်တာတမျိုးပေါ့လေအခုကသူ့ကိုရန်ကုန်မှာရက်ထားပြီးတော့သူ့ဝင်လာတဲ့အခါမှာသူတော့တွေ့တဲ့အတိုင်းပဲကျောင်းဒီကောင်ကမှသူလည်းသူကအစ်စ်တလုံးရတယ်ပြီးတော့သူကသာဝါဆိုလို့ရှိရင်ကျောင်းဘယ်ရောညာရောကျောင်းဒီလူလတ်နဲ့ကို ိတ်ကြိုက်လိုက်ပြောဒါအရာတွေ့ရအောင်ပြောသူအဲ့လိုပြုံဝင်လာတဲ့အခါမှာ United ရဲ့နောက်တန်းလေးမှာဆိုလို့ရှိရင်ဒါလှုပ်ရှုပ်သွားတော့တွေ့ရတယ်ပေါ့အဲ့တော့သူနေရာကြီးပုံနေလဲမှန်တယ်ပြီးတော့ဒီသူဘလို့နေရာမှာနေရမယ်ဆိုတာလည်းသူနေနေတာသိဒီဘဝဦးတင်တဲ့သူကတတိပြင်းနေတာအဝင်နေတာမှရှိတယ်ဒါကိုဘာဖြစ်လို့ညိုက်အာဒီစရောနေလဲဒီပတိကိုချီတာကိုလိုင်းနဲ့လည်းမထည့်ပဲနဲ့ကျွန်တော်တို့ဒါအရင်မှာပဲထားရတာလေဆိုတော့တိတ်ပြီးတော့ဒါတဘာဝမကြောက်ဘူးဒီနေ့ ဂျူသားပိုင်ခွင့်ရှိတဲ့ဒါသမားတယောက်ပဲသူ့ဂျူသားပိုင်ခွင့်ပေးတဲ့လည်းကျွန်တော်တို့ထင်တယ်ပေါ့ဒါတော့ကျွန်တော်ဒီဘောက်ကနေပတ်သက်ပြီးတော့ကျောင်းရဲ့အမြင်ကတော့အချို့နဲ့ကဒီလက်ရည်ကျောင်းကတော့ချို့တော့ပြောသွားတယ်ဒီဘိုင်ဒါဂရာဖီကတော့ကျွန်တော်တို့သူ့ဒီသားနေလိုက်တဲ့အနေအထားမှာဂရာဖီနေနဲ့အခြေချင်းဝတ်တန်ရရသွားတဲ့တက်ပေါ်လေဒါပေမဲ့ဒီတန်ရရောသူ့နေတဲ့ကတိတိကျကျမသိရသေးဘူးလို့လည်းပြောရပါတယ်ဒါကတော့သူ့နေတဲ့ကတန်ရရရောဂရာဖီကိုဂရာနေလိုက်ရတဲ့အကြောင်းကိုဒါနဲ့ င်းနေပေါ်တော့ပြောကြားသွားခဲ့ပါတယ်အဲဒီလိုအနေနဲ့ရောဒီရှုံးပွဲနဲ့ပတ်သက်ပြီးတော့ဒီဥစားချက်ချို့ဟောင်းဟောင်းအောင်ရောက်ပြီးပြောပြရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ